လူတို့တဲမှာလည်းအလိုတွေဝါရဖြန့်နေလူတွေတိုးတိုးတမျိုးကြက်ကြက်တမျိုးဝါရဖြန့်တာတွေရှိတာပေါ့နော်။တရားထင်မာတွေဖြစ်အောင်ပြောတာရှိရဲတချို့မီဒီယာတွေမှာလည်းပြောတာရှိရဲအာတရုတ်ဘကပဘာညာဒါပေါ့နော်ဒါလည်းကျွန်မတို့သိထားပါတယ်ကြားထားတယ်။ဒါမှမဟုတ်ကျွန်မတို့ကဘသူဩဇာကံမှမဟုတ်တရုတ်ဩဇာကံလည်းမဟုတ်အိန္ဒိယဩဇာကံလည်းမဟုတ်အမေရိကန်ဩဇာကံလည်းမဟုတ်ဘယ်ဩဇာကံမှမဟုတ်ဘူး။ကျွန်မတို့ပြည်သူလူထုကထောက်ပံ့နေပြည်သူလူထုရဲ့ချစ်ချင်းမြတ်တာနဲ့အဲကိုယ့်ကိုဆန္ဒနားလဲတဲ့လူတွေရဲ့ ငွေကြေးနဲ့ပေါ့နော်ကျမတို့လေပတ်နေတယ်နောက်တစ်ခုကအမ်ပြည်သူတွေရဲ့ဆောင်းရှောက်မှုနဲ့ကျမတို့ကအဲဒေါ်လာကြီးလုံနေရပေါ့နော်ကျမတို့ကလည်းပြည်သူကိုပြန်ဆောင်းရှောက်တဲ့အပြန်လမ်းပေါ့နော်အဲ့လိုမျိုးအခုချိန်မှာဆိုရင်အဲဒါတရုတ်ပြည်ဆိုရင်ဒါအဲဒီမင်းအွန်လိုင်းတို့ဘက်ကနည်းနည်းကတ်တယ်ပေါ့နော်ကတ်ရခြင်းအကြောင်းရင်းနေရလဲသူလက်ဆက်ချင်းကိုကတ်တာတော့မဟုတ်သူ့မှာလည်းအကြောင်းနေရှိမှာပေါ့ကိုမသိတဲ့အကြောင်းတွေလည်းအများကြီးရှိပါဘူးအဲကိုဘက်က ီဒီမိုကရက်တစ်အင်အားစုတွေဘက်ကလည်းတခါကြတရားကိုနေရင်ထိုင်ရင်၎င်းနေရင်ဆဲဆိုကြိမ်မအောင်လုပ်နေတာကြီးလဲပါတာပေါ့နော်အဲ့တော့ဟိုတစ်ဖက်ကိုသွားကတ်လိုက်တာမျိုးကြီးရှိမှာပေါ့အကျိုးစီးပွားကြီးလဲပါမှာပေါ့နော်ဒီ red တွေကအဲ့လိုဆဲဆိုတဲ့ပေါ်တွေမှာလဲပါမှာပေါ့အဆုံးဖြစ်မှာပေါ့နော်ဆိုတော့သူတို့တွေကအဲအခုကိုကနုပါတို့ကျမတို့တွေပေါင်းပြီးတိုက်တယ်နောက်ပိုင်းညာရင်လည်းဒီဖွဲ့တွေနဲ့မဆက်ဆံနဲ့ပြီးဆိုပြီးတော့ကိုကနုပါတို့ဖျားပေးလိုက်လို့ကျမတို့ကိုကနယ်မြေထဲမှာမဟုတ်ဘဲနဲ့တခြားဒေသကြီးမှာတိုက်ပွဲဝင်နေတယ်အာသူတို့ ဟိုနေရာကိုဘယ်မျိုးကိုပြန်ပေးဒီမျိုးကိုပြန်ပေးလို့အဲဖီးယားတွေစစ်ကောင်စီကဖီးယားပေးတယ်သူတို့1ဖီးယားပေးနေတကယ်လို့တော့ကျွန်မတို့ကအဲတရုတ်ဩဇာခံတာဆိုရင်ကျွန်မတို့ကအဲ့တိုင်းဩဇာခံပြီးကျွန်မတို့ကတိုက်ပွဲကိုရလိုက်မှာပေါ့ဥပမာဆိုရင်လေအဲကျွန်မတို့ကဒီလက်နက်တွေရလာသူတို့ဩဇာခံဆိုကျွန်မတို့ရလိုက်မှာပေါ့အိန္ဒိယကအခုရလို့ပြောကျွန်မတို့ရမှာပေါ့ဥပမာပေါ့နော်အမေရိကန်ရဆိုရကျွန်တော်တို့ကဘယ်ဩဇာခံမှာမဟုတ်အဲ့ဒါအဲ့ စေချင်တာလူတို့ကိုလေလူတို့ကိုရှင်းစေချင်အဲ့တော့ဟိုနိုင်ငံညာကိုလည်းအကူအညီတော့လိုအပ်တယ်အဲအကူအညီနိုင်ငံညာရဲ့အကူအညီနိုင်ငံတကာအကူအညီလိုအပ်တာမှန်တယ်ဒါမှမဟုတ်တစ်ချိန်လုံးလည်းမျောနေလို့မရဘူးဟိုအိမ်ကြီးချင်းနိုင်ငံနေနဲ့လည်းစင်ပြောင်ပေါင်းသင်းဆက်ဆံရမှာပေါ့နော်ဒီတော်လိုင်းကြီးအောင်သွားလဲဒီအိမ်ကြီးချင်းနိုင်ငံကြီးကပျောက်ပြက်ပျောက်ွယ်သွားမှာမဟုတ်ဘူးလေသူတို့တွေနဲ့အစင်ပြောင်ဆက်ဆံရမှာပေါ့နော်အဲ့လိုအစင်ပြောင်ဆက်ဆံတာနဲ့ပဲဟာတရုတ်လူဖြစ်သွားပြီ ိန္ဒိယလူဖြစ်သွားပြီထိုင်းလူဖြစ်သွားပြီလို့ပြောလို့မရဘူးလေကျမတို့ကပြည်သူအတွက်ပဲမျက်နှာမူမှာကျမတို့ပြည်သူလူထုအတွက်ပဲမျက်နှာမူဟုတ်ပြီနော်ကျမတို့ကနိုင်ငံတကာဝါဒရှိတယ်မှန်တယ်ဒါပေမဲ့ကျမတို့ပြည်ချင်းဝါဒပဲလက်ခံထားတယ်ပေါ့နော်ကျမတို့ပြည်သူအကျိုးစီးပွားပဲအဓိကကျမတို့ပြည်သူလူထုကဒုက္ခရောက်နေရကြပြီလေပြည်သူမျက်နှာပဲကြည့်မှာဘယ်သူမျက်နှာမှမကြည့်နိုင်ဘူးလေကျမတို့အားကြောင့်မလို့လူထုကိုကျမတို့ကအမြင်ရှင်းစေချင်တာမလို့လူထုတွေရောမမိတ်ဖွဲ့စည်းတွေအကုန်လုံးကျမတို့က လူတို့နှိမ့်ဆက်မဲ့အဖွဲ့အစည်းမဟုတ်ဘူးလူတို့စီကနေခေါင်းပေါင်ဖြတ်အများထုတ်ပြီးတော့နိုင်ငံရေးကိုဟိုခေါင်းပေါင်ဖြတ်စားမဲ့အဖွဲ့လည်းမဟုတ်ဘူးလူတို့ဝင်မြေကိုတုတ်ပေးခြင်းလို့ကျမတို့ကတိုက်နေအဲ့ဒါကိုဟိုယုံစည်းခြင်းနဲ့လူတို့ကိုလက်ခံစည်းခြင်းနဲ့ပေါ့နော်အဲအဲ့ဒါပဲရှင်းပြခြင်းတာပါ